ဒီကနေ့မတ်လ31ရက်နေ့မနက်ပိုင်းမှာကြောက်ဖြူမြို့နယ်ဇေချောင်းကုံဘူရွာကိုစက်ကောင်စီနေပြည်ကလက်နက်ကြီးနဲ့ပစ်ခတ်ခိုက်ခဲ့တာကြောင့်ရဟန်းတပားအပါအဝင်ရဲသားတအူးတည်ဆုံခဲ့ရပြီးနောက်ထပ်ဆရာတော်ကြီးတပားနဲ့ကိုရင်တပားအပါအဝင်ဒေသခံပြည်သူ9ဦးဟာအပြင်းထန်ဒဏ်ရာရှိခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ပြည်လုံးတော်မူသွားတဲ့ရဟန်းတပားကတော့ကြောက်ဖြူမြို့နယ်ဇေချောင်းကုံဘူရွာကတတ်တော်32နှစ်အရွယ် အရှင်အာဒရိစာဖြစ်ပြီးတော့တေဆုံးသွားတဲ့အရသာတူကတော့အသက်30အရွယ်ဥပကျန်းလို့ဖြစ်ကြတယ်လို့ဆိုပါတယ်နောက်ထပ်ဒဏ်ရာရှိသွားတဲ့ဆရာတော်ကြီးတစ်ပါးနဲ့ကိုရင်တစ်ပါးကတော့တတ်တော်84နှစ်အရွယ်ဆရာတော်ကြီးအရှင်ဇနိတာနဲ့အသက်12နှစ်အရွယ်အရှင်ဓမ္မနန္ဒတို့ဖြစ်ကြပြီးတော့အသက်55နှစ်အရွယ်ဦးမောင်ထွန်းမြအသက်50အရွယ်ဒေါ်သန်းအေ အသက်32နှစ်အရွယ်ဒေါ်ဖြိုဖြိုဝင်းအသက်55နှစ်အရွယ်ဒေါ်သိန်းဟန်တို့အသက်16နှစ်အရွယ်မခင်အင်းမြတို့ဖြစ်ကြတယ်လို့ဆိုပါရယ်အဲ့ဒီထဲကအသက်32နှစ်အရွယ်ဒေါ်ဖြိုဖြိုဝင်းမှာအုံတော်ကြည်ရွာကနေဇင်ချောင်းကုံဘွေရွာကိုစစ်ဘေးရှောင်အဖြစ်နဲ့ရောက်ရှိနေသလိုဖြစ်တယ်လို့အသက်55နှစ်အရွယ်ဒေါ်သိန်းဟန်တို့ဆိုသူမှလည်းရွာသက်ကြည်ရွာကစစ်ဘေးရှောင်ရောက်နေသူဖြစ်ပြီးတော့ အသက်16နှစ်အရွယ်မခင်အင်းများဆိုသူမှလည်းစင်တက်မော်ရွာတစ်ရွာကနေစစ်ဖေးဆောင်မှုရောက်ရှိနေသူဖြစ်တယ်လို့ဒေသခံတို့ကပြောပါရယ်။အဲဒီလက်နက်ကြီးကြောက်ပောက်ကွဲမှုကြောင့်ဥပချမ်းမှာနေရာမှာပဲပွဲချင်းမိတည်ဆုံခဲ့ရတာဖြစ်ပြီးတော့ရဟန်းဖြစ်တဲ့အရှင်အရိစာမှာတော့စစ်ရုံအသွားမှာပြန်လို့တော်မူခဲ့ရတာဖြစ်တယ်လို့ဆိုပါရယ်။စစ်ကောင်စီဟာပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလွတ်ခွာခဲ့တဲ့မြင်းကလေးအထံကြောင့်တနင်္ဂနွေလုံးကပြည်သူတွေပူဆွေးတော့ကရောက်နေချိန်မှာ စစ်ကောင်စီကကြောက်ဖြူမြို့နယ်အတွင်းကကုလဘာကျွော်ကိုဒရုန်းနဲ့ပုံချတိုက်ခိုက်တာကိုလုဆောင်ခဲ့တာကြောင့်စစ်တပ်ကြောင်းအပါအဝင်နေအိမ်တချို့လည်းအပြတ်အစီးတာတွေရှိခဲ့ရပါတယ်ခင်ဗျာ။